ဒီပိုင်လေးကိုကြည့်ရှုနေကြတယ်ညနေရသင်ငယ်ချင်းတွေအားလုံးပဲမင်္ဂလာပါခင်ဗျာအကျွန်တော်ဒီ brand ဒီ brand ပိုင်လေးမှာတော့ဒါကွန်ပျူတာအိုင်ဟောကွန်ပျူတာဘုတ်ရဲ့ channel လေးမှာတင်ရမယ်ကွန်ပျူတာ basic 2ကြောင်းလေးပဲဖြစ်တယ်ဗောနော်အဲ့တော့အရင်နေ့ကကွန်ပျူတာ basic 1ကို တင်ခဲ့ပြီးသွားပြီပေါ့နော်ဒီနေ့ကတော့ computer basic 2အဲ့တော့ဒီဘန်လေးကြည့်ကြရတဲ့တငယ်ချင်းအနေနဲ့ဒီဘန်လေးကိုခုမှကြည့်တယ်ဆိုလို့ရှိရင်တော့ computer basic 1ကိုအရင်သွားပြီးလေ့လာဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဒီ iwo computer board မှာဆိုလို့ရှိရင် computer နည်းပညာနဲ့ပတ်သက်တဲ့ဟာကိုအခြေခံနေစပြီးတော့အစင်းမြင့်ကျွမ်းကျင်တဲ့အထိကို နေ့စဉ်တင်ဆက်ပေးနေတာဖြစ်တယ်ဗောနော်ဒါကြောင့်မလို့ဒီ YouTube channel လေးကို subscribe နေတာခဲ့ပါဗောနော် Okay ဒါဆိုလို့ရှိရင်ယင်းနေရာကုန်ကြရ basic ကျောင်းလေးမှာကုန်ကြရ basic မှာဆိုရင် basic 1လေးကိုတင်ခဲ့ပြီပြီအဒီ basic 2မှာဆိုလို့ရှိရင်တော့တကယ်စိတ်ဝင်စားလို့ရမယ်တကယ်ကောင်းတဲ့သင်ခန်းစာတွေလာပြီပေါ့နော်အဲဒါကြောင့်မလို့အားလုံးပဲအဲတေချာလေးကူးဆိုင်နားထောင်ပါကိုကတစ်ခါနားထောင်လို့မရရင်နှစ်ခါနားထောင်ဆက်တော့ ဒီဗီဒီယိုနဲ့ဒီ channel ကိုဘာကြောင့်လောက်ရခြင်းလဲဆိုလို့ရှိရင်အဲတင်တန်းတက်မဲ့သူတွေအခက်အခဲဖြစ်တဲ့သူတွေတွေ့ပေါ့နော် online ကနေပဲတင်တန်းတက်ခြင်းလဲဆိုရင်ဒါလေးကပညာဒါန channel လေးပေါ့နော်ဒီ channel လေးကိုကိုယ့်တငယ်ချင်းတွေပေးဖို့ပြီး gaming computer နဲ့ပတ်သက်တာကိုလေ့လာခြင်းလဲဆိုရင်ဒီ channel မှာတလေလားအခြေခံတွေစပြီးတော့ join ခြင်းတဲ့အထိတင်ထားပေးပါတယ်ဆိုတဲ့အကြောင်းကိုတပြောပြီးပို့ပေးပေါ့နော် အဲ့တော့ကျွန်တော်မြန်မာပြည်မှာဆိုလို့ရှိရင်လည်းကျွန်တော်ဟိုတချို့ဆိုတင်နန်းတက်ဖို့တော့ပတ်စံခဲရှိတယ်ဗောနော်အဲထိုင်းနိုင်ငံရောက်တဲ့သူတွေလည်းဒီတိုင်းပါပဲဒါကြောင့်မလို့ဒီရလေးကိုပညာတနာအနေနဲ့ကွန်ပျူတာကိုတကယ်စိတ်ဝင်စားတယ်ဆိုရင် online ကနေပြီးတော့လေးလာတင်လို့ရအောင်ဆိုပြီးဒီ season လေးကိုစာခြင်းဖြစ်တယ်။ Okay အဲ့ဒါကျွန်တော်တို့ computer basic 2ကိုစမယ်။အဲ့တော့အဲ computer basic 2ကိုမစခင် basic 1တော့တင်ခဲ့တာလေးတွေကိုကျွန်တော်တို့ပြန်ပြီးတော့အဲဒါလေးပြန်လို့ကြည့်မယ်နော်။အဲ computer ဆိုတာဘာလဲ အားလုံးသိပြီနော်ကွန်ပျူတာမျိုးစားကဘယ်နှမျိုးလဲကွန်ပျူတာသင်တန်းမျိုးစားက2မျိုးအဲကွန်ပျူတာမျိုးစားများကွန်ပျူတာတွေကကမ္ဘာပေါ်မှာမျိုးစားအများကြီးရှိတယ်အဲအဲ့မှဆိုရင်ဗာလဲဘယ်နှမျိုးလဲ4မျိုးအဲဒီ4မျိုးမှာကျွန်တော် basic one မှာတော့မပြောပြခဲ့ဘူးပေါ့နော်ဒါလေးကိုဒီမှာရှင်းပြပေးမယ်အဲ basic one မှာတော့ desktop ကွန်ပျူတာတစ်မျိုးပဲပြောပြခဲ့တယ်ဟုတ်ပြီနော်အဲဒီမှာဆိုလို့ရှိရင် laptop ကွန်ပျူတာ notebook ကွန်ပျူတာကိုဆက်ပြီးတော့ပြောပြမယ်ပေါ့နော်တကယ်တမ်းကျတော့ဒါ ဟိုကြံခဲ့လို့ဟုတ်ပြီနော်အဲ့တော့ laptop ကွန်ပျူတာမှာဆိုရင်ဘာတွေပါဝင်လဲဆိုရင် laptop နဲ့ကွန်ပျူတာနဲ့ notebook ကွန်ပျူတာဘယ်ဟာကွာချားလဲတကယ်ပြောဖြစ်ကြံကိုကိုကူဒီပူလာလေးကြည့်ရှုတဲ့သူတွေနဲ့ laptop ကွန်ပျူတာနဲ့ laptop ကွန်ပျူတာတွေ့မှုမှာပါနော်အဲ laptop ကွန်ပျူတာနဲ့ notebook ကွန်ပျူတာဘယ်ဟာပိုကောင်းလဲဟောအော် laptop ကွန်ပျူတာမှာကြတော့ CDB device ပါတယ် notebook မှာကြတော့မပါဘူး ဟုတ်ပြီနော်ကျွန်တော်ကွန်ပျူတာကိုကြည့်လိုက်ရင်ပုံမှန်ကြည့်လိုက်ရင်တော့ laptop ကတော့လက်ဒီလိုမျိုးပဲမှန်ပြားနေအောက်က keyboard ပါတယ်အဲ့ဒါလည်း laptop ဒါပေမဲ့ဒီဘက်လည်း notebook ဟုတ်တယ်နော် notebook လည်းဒီကောင်ပဲဒါပေမဲ့ကျွန်တော်ဒီကောင်နှစ်ခုဘလို့ခွဲမလဲဆိုရင် CDGB ကိုခွေ device ပါတဲ့ဟာကြတော့ laptop မပါတဲ့ဟာကြတော့ notebook အရမယ်နော်အဲအဲအဲ့မှာနောက်တစ်ခုရှိသေးတယ် laptop ကွန်ပျူတာ notebook ကွန်ပျူတာဘယ်ဟာပိုကောင်းလဲ ဘယ်ဟာနမည်ကြီးလဲဆိုရင်အားလုံးကသိနေကြပဲအဲ့လိုဒီလိုပုံစံလေးမြင်လိုက်လို့ရှိရင်ဒါဆိုရင်လက်တော့လို့ပဲအားလုံးကမြင်ကြတယ်ပေါ့နော်တကယ်တမ်းကျတော့ကျွန်တော်လက်တော့ကနမည်ကြီးတာဘာကြောင့်နမည်ကြီးတာလဲဆိုရင်ကျွန်တော်အရင်ခေတ်တည်းတော့ဆိုရင်သူက Windows 7ခေတ်ကအဲ Windows 7ခေတ်ကတော့ဆိုရင်တော့ Windows 7တွေကဒီမှာတော့ပုံပြထားပြီးတယ်နော် Windows 7တွေကသူက ကွန်ပျူတာကို Windows 7တင်လိုက်ပြီးတာနဲ့ Internet သုံးမယ် software တွေထည့်ဖို့ဆိုရင် तू က driver မောင်းပေးရတာတို့ဆိုဖုန်း Samsung ဖုန်းလို့အဲ့တော့ root ဖောက်တာညီမစာဖောက်တာနဲ့ကြားဘူးတယ်နော်ဟဲ့အဲ့ဒီခေတ်တော့အဲ့တော့2015မရောက်ခင်တော့ပေါ့နော်2015မရောက်ခင်တော့ Windows 7เนี่ยတားဟိုလူတိုင်းသုံးကြတယ်အဲ့တော့ Windows 10ကမပေါ်သေးဘူး Windows 7မပေါ်သေးဘူးပေါ့နော်အဲ့တော့ Windows 7ကိုကိုယ့်ရဲ့ computer မှာ အသုံးပြုဖို့ထည့်လိုက်တာနဲ့တင်ကိုသူကအင်တာနက်ကြည့်ဖို့အတွက်တခြား software အသုံးဖို့အတွက်ကို driver မောင်းပေးရတယ်။ဟုတ်တယ်နော်။အဲ့တော့ driver CD DVD ခွေရင်းနဲ့လာတယ်။အဲဒါကြောင့်မလို့ဟိုဆရာတို့အဲ့ချိန်မှာကိုးစားဆိုရင် laptop ဝင်မလား notebook ဝင်မလား။ laptop က CD degree ပါတယ်။ notebook ကမပါဘူး။ကိုကအဲ့ဒီခက်မှာဆိုရင်ကိုက laptop ဝင်မှာ notebook ဝင်မှာ။ဟုတ်နော်။ Windows 7အသုံးပြုဖို့အတွက် CD ခွေထည့်ရဖို့တော့သက်သက် CD ခွေ device လေးပြန်ဝင်နေရတာ နှုတ်ပုတ်တွေကလက်တော့ကကြတော့ဝယ်ကြမလို့အော်တိုပါတယ်အဲ့ဒါဆိုရင် ID ခဲ့မှာဆိုရင်တော့လက်တော့ပဲဝယ်ကြမှာပေါ့နော်ဟုတ်တယ်လက်တော့ကွန်ပျူတာဝယ်ကြပါတော့လေဝင်းဒိုးတင်ပြီးတာနဲ့အင်တာနက်သုံးပြုမယ် driver mount ထည့်လိုက်ဖို့အတွက်စီဒီခွေလေးပါတယ် driver mount လိုက်ရုံပဲနဲအဲ့ဒီမှာဘာပြဿနာတက်ဆိုတော့တကဘာလုံးလို့လို့လက်တော့ကိုအသုံးပြုကြတယ်အဲ့ဒီမှာလက်တော့ကအဲ့ဒါတက်တက်တာကကြောက်ဘူးမှာပါအရင်တော့ဆိုရင်လက်တော့ဖွင့်လိုက်လို့ရှင်ကွာလက်တော့သုံးတဲ့သူတွေဖွင့်လိုက်ရင်တနားညနေလောက်ဖွင့်လိုက်ရင်လက်တော့ရပူလာတာ ခုနက CDGV တပတ်ကဆက်ဖွဲ့လိုက်တာနဲ့တင် CDGV တပတ်အလုံးလုံးတာအလုံးလုံးတဲ့အခါကျတော့ तू ကအဲ့ဒီဆက်ရက် तू က၄ဘယ်မှာစပြီး run နေခါကျတော့ तू ကအရင် run နေတာကွန်ပျူတာမြန်ကွန်ပျူတာလုံးဆောင်ချက်ဒီမှာ तू ဘာတစ်ခုမှအသုံးမဝင်ဘူးเนาะအဲ့ဒီ CDGV ခွေလေးထဲတဲ့ဟာလေးတော့ပဲအသုံးဝင်တဲ့အတွက်ကြောင့် तू လည်းပြက်ရောအဲ့ဒီလက်တော်ရဟန်းရော ကြာဘူးမော်တူရွာတွေမှာဆိုရင်ကွာအောက်ဆက်တွေပြက်တယ်ပြက်တယ်ဆိုတာအောက်ဆက်ပြက်အဲ့အာသုံးမရအတူတူပဲလက်တော့တွေလည်းအဲ့ဒီမှာအောက်ဆက်ပြက်တဲ့ခါမှာ overheat တွေဒါပူလာအပူချိန်တွေပူလာပြီးတော့လက်တော့ကနိုင်ွက်တနားကြီးနှစ်နာရီလောက်ဖွင့်ပြီးပြန်ပိတ်အနားပြန်ပြီးပြီးတော့မှပြန်ဖွင့်နဲ့အဲ့ဒီလိုအခြေအနေမျိုးကိုတစ်ချိန်ကကြုံခဲ့တယ်အဲဒါကြောင့်ကျွန်တော်တို့ဒီနေ့ခေတ်မှာသူက2015ရဲ့နောက်ပိုင်းမှာ window 30ပေါ်လာတယ် ပေါ်လာတဲ့ခါကျတော့ Windows 10ကိုတင်လိုက်တဲ့ခါမှာ driver မောင်းစရာမလိုတော့ဘူး။ ఓ အဲ့တော့ notebook နဲ့ laptop ဘယ်လိုပဲ။ခုနက laptop ကပြဿနာတက်တယ်၊နမေတာကြီးတယ်၊ laptop တွေကပြဿနာတွေတက်တယ် CDD တွေတပိုက်ကပြတ်တဲ့ခါမှာခပူလာတဲ့အဲ့ဆက်အဲ့ဒါကြောင့်ပဲကိုပါဟိကွန်ပျူတာတွေကသူကဆက်က run လဲဂီ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 ဆိုအော်နေတဲ့ခါမှာ laptop ကပူလာတယ်။ဟုတ်ပြီတော့အဲ့ဒါတဖြည်းဖြည်းနဲ့ သူ ICDTB တက်ခက you know ရုပ်ရှင်စကားတွေကြည့် ICDTB နဲ့ကြည့်တယ်လေတဖြည်းဖြည်းနဲ့အဲ့ဒီ ICDTB ခက်အတုံးမဝင်တော့ဘူးဘူးဆိုတော့ဘာကြောင့်တော့မဝင်မလာလဲ Windows 10ပေါ်လာတယ် Windows 10ပေါ်လာတဲ့အတွက်ကြောင့်မို့လို့ laptop ကအတုံးလုံးဝမဝင်တော့ဘူး မဝင်တော့တဲ့ခါကျတော့ Windows 10ကဘာလို့မဝင်တာလဲဆိုရင်သူကကွန်ပျူတာကို Windows 10တင်လိုက်ရင် driver မောင်းစရာမလိုတော့တန်းပြီးတော့ internet ချိန်ပြီးတယ်တန်းပြီး software တွေကိုကြိုက်တဲ့ကိုထည့်လို့ရတယ် okay အဲ့ဒါကြောင့်မလို့ဒီနေ့ဒီချိန်ဒီခေတ်ဒီနေ့2000ခုဆရာသူ record လုပ်ပြီးနေတာ2025 6လပိုင်း3ရက်နေ့အဲ့ဒီမှာဒီနေ့ဒီချိန်ထိမှာပေါ့နော်အာဒီ notebook တွေက နမည်ကြီးလာတယ်နေရာတိုင်းမှာ notebook 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 ကြီးပဲအဲဒီလိုပုံစံလေး notebook တွေလက်တော့တွေကမရှိတော့ဘူးဟုတ်ပြီနော်လက်တော့တွေကနမည်မရှိတော့ဘူး notebook တွေကြီးပဲနေရာတိုင်းမှာရောင်းနေပါတယ်ခင်ဗျ Okay အားကြောင့်မလို့ဒီနေ့ဒီချိန်ဒီလိုပုံစံလေးတွေလိုက်တာနဲ့လက်တော့နဲ့ notebook အဲလက်တော့ဆိုတာက CD2 drive ပါတယ် notebook ကမပါဘူး notebook နဲ့လက်တော့ဘယ်ဟာပိုကောင်းလဲ ြောကြည့်ပါကောင်းဖြည့်ကြည့်ပါเนาะဆရာသူပြမယ် notebook ကပို့ပြီးကောင်းပါတယ်လက်တော့ CGV တစ်ပိုက်ပါတော့ပြဿနာโอเคဒါကဆရာရှင်းပြပေးတာဗောနော်ဟို basic one ရဲ့အခြေခံသင်ခန်းစာလေးကိုပြန်မှီညမ်းပြီးတော့ဗောနော်ကဲဆိုစမတ်ကွန်ပျူတာစမတ်ကွန်ပျူတာတော့ရိုးရှင်းရှင်းလေးပဲတို့မှန်ကိုလက်လီနဲ့ထောက်လို့ရတဲ့ကွန်ပျူတာကိုစမတ်ကွန်ပျူတာခေါ်တယ်နေရာတိုင်းမှာတော်များရှိပါလေเนาะစမတ်တီဖုန်းလို့ပါလို့မဟုတ်ဘူးเนาะစမတ်ကွန်ပျူတာကွန်ပျူတာကြီးပဲရိုးကွန်ပျူတာဒါပေမဲ့လက်နဲ့ထောက်ပြီးသုံးရကွန်ပျူတာရှိပါတယ် အဲ့ဒါကိုဗာလဲစမတ်ကွန်ပျူတာလို့ခေါ်တယ်။ Okay ဒါဆိုရင်ဆရာတို့ဒီနေ့သင်ရှင်းပြပေးမယ်သင်ခန်းစာ basic less basic 2ကိုသွားမယ်။ဟုတ်ပြီနော်ဒါ basic အရင်ကရ basic 1အမှဒါကြီးပါခဲ့ပြီးသွားပြီ။ basic 2ဟို basic 2မှာဆိုဘာတွေပါဝင်လဲဆိုလို့ရှင်ဆရာရှင်းပြထားပြီးတာအော်ဒီ about computer screen အကြောင်း about computer screen ဆိုတော့ computer screen computer screen ဆိုတာဘာကိုပြောတာလဲဆိုရင်ဒီမှာတို့မြင်နေရတဲ့ဒီဟာကို computer screen လို့ခေါ်တယ်။ နော်ဒါကိုဘာလို့ခေါ်လဲဆိုရင်ကွန်ပျူတာစကရင်ဒီမှာဒါကိုကွန်ပျူတာစကရင်လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ကွန်ပျူတာစကရင်အကြောင်းဆိုရင်ဒါကိုဒီစကရင်ပေါ်မှာရှိတဲ့အရာတွေအားလုံးအားလုံးဘာလို့ခေါ်လဲဆိုရင် icon လို့ခေါ်တယ် icon မှာမှာနှစ်မျိုးနှစ်စားခွဲွားတယ် sister icon နဲ့ shocker icon sister icon ဆိုတာကဘယ်လိုမျိုးလဲဆိုရင်ဒီမှာဒီကိုကြည့်မယ်အဲဒါလေးတွေက sister icon လေးတွေပါ ဒါလေးတွေက sister icon လေးတွေဟုတ်ပြီနော်ဒါကဗာလဲ sister icon ဘာကြိုပြောရလဲဆိုရင် window တင်နေတဲ့တခါတည်းပါလာတဲ့ icon နောက်တနည်းထက်ခွဲလို့ရသေးတယ်သူကမျှမပါဘူးဟုတ်ပြီနော်ဒါလေးတွေကဗာလဲ shortcut icon မိမိဘာသာထက်ထရတဲ့ icon ဒါလေးတွေကဗာလဲ shortcut icon မိမိဘာသာထက်ထရတဲ့ icon သူကကြတော့ မိမိဘာသာထက်ထရတာတပန်းမြားလေးပါအတွက်ဒီနားလေးမှာနော်ဓမ္မတာမြားလေးတွေပါတယ်တလားဓမ္မမြားလေးပါနော်ဒါကြတော့စစ်စတိုင်းကုန်းကမြားမပါဘူးစစ်စတိုင်းကုန်းအဲ့တော့စကွန်မော်ရှိတဲ့ຢာတွေအားလုံးကိုအင်ကုန်းလို့ခေါ်တယ်အင်ကုန်းနှစ်မျိုးရှိတယ်စစ်စတိုင်းကုန်းနဲ့ရှော့ကတ်အင်ကုန်းစစ်စတိုင်းကုန်းကဝင်းတို့တင်းနဲ့တခါလေးပါလာတယ်ရှော့ကတ်အင်ကုန်းကကြတော့မိမိဘာသာထက်ထရတယ်ထက်ခွဲလို့ရသေးတယ်စစ်စတိုင်းကုန်းကမြားမပါဘူးရှော့ကတ်အင်ကုန်းကမြားပါတယ်โอเคနောက်ပြီးရင် TOY ရောင်လေးတွေကဘာလို့ခေါ်ဆိုရင် Florida 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 ရဲ့အတိတ်ပဲပါလဲဆိုလို့ရှိရင်မိမိကွန်ပျူတာထဲမှာ Florida ဒီဆောက်ဒီဆောက်ပြီး lesson 3မှာပါမယ် Florida ဒီဆောက်တဲ့ဘိုင်းလေးပေါ့နော်အဲ့တော့ Afro lesson 3မှာ Florida ဘိုင်းလေးပါတယ်အဲ့တော့ Florida ဆိုတာကမိမိရဲ့ဓာတ်ပုံတွေ video တွေခုဆက်တာကွန်ပျူတာ basic tutorial Photoshop tutorial video တီးဖြတ် tutorial tutorial ကိုရဲ့ data တွေကိုတင်ဆက်လို့ရတာကို Florida လို့ခေါ်တယ်အဲ့တော့အဲ့ဒီမှာလည်းဒီ Ohio Florida ကြီးတစ်ခုတည်း တိမ့်ဆဲလို့ရတယ်။အဲကြံတဲ့ဟာတွေကဓာတ်ပုံတွေဒါတွေကပါတယ်ဓာတ်ပုံတွေပိုတိုတွေပေါ့နော်ဒါတွေကဓာတ်ပုံတွေအဲဒါတွေကဓာတ်ပုံတွေအဲဒါပဲရှိတယ်မှာ system unit စတိုင်ကုန်နေဒါပဲရှိတယ်ဒါ shortcut အင်ကုန်အဲ့တော့ကွန်ပျူတာ screen တစ်ခုလုံးကိုခွဲချမ်းစိတ်ဖြာလိုက်လို့ရှိရင်အရာအလုံးကိုအင်ကုန်လို့ခေါ်တယ်အင်ကုန်နှစ်မျိုးရှိတယ်စတိုင်ကုန်နဲ့ shortcut အင်ကုန်အဝါရောင်လေးပါဘာလို့ခေါ်လဲ Florida နားလေမယ်နော်ဒါတွေကပါလဲ video ဒါဒါလဲ portfolio ပြောစရာမလိုတော့ ခွင့်ကြီးသိပြီသားကွက်ဝင်ထဲတာတဲ့ဟာလေးပေါ့နော်ဆစ်စရိုင်းကွန်ကကြတော့ဝင်းတို့တင်နဲ့ပါလာတာရှော့ကအိုင်ကွန်ကကြတော့မိမိပါတာထက်ထဲတာထက်ခွဲရင်မြားပါတယ်ဆစ်စတာအိုင်ကွန်ကမြားမပါဘူးနားလေမင်းတို့ကကနနဒါတော့နော်အဝါရောင်လေးတွေကဖလော်တာအောက်ကဘားတိုင်းတော့တက်လိုက်ဆင်းတယ်အဲအဲ့ဘားတိုင်းယူဘာလို့ခေါ်လဲဆိုရင် test bar လို့ခေါ်တယ်ဘာလို့ခေါ်လဲ test bar အဲဒီဘက်ကတောက်ကအစုလေးဒီဘက်အစုလေးဘာလို့ခေါ်လဲဆိုလို့ရှိရင်ဒီဘက်အစုလေးကိုကြတော့ဘာလို့ခေါ်လဲ အဲ notification area လို့ခေါ်တာအတန်းလေး internet တွေ battery တွေ mic တွေဒီတစုလုံးကဘာလို့ခေါ်လဲဆိုရင် notification area လို့ခေါ်တယ်။ရမယ်နော်။အဲနောက်ပြီးဒီ window logo လေးကွက်လေးကွက်ဒါလေးကြပါလဲ step window လို့ခေါ်တယ်။ဒါဆိုရင်အခေါ်ဘယ်နှခုရှိလဲ system icon shortcut icon folder taskbar notification area step window ၆ခုရှိပါတယ်။ ဟုတ်ပြီနော်အဲ့တော့ဒီသင်ခန်းစာလေးကတော့ဒီ6ခုပါပဲအဲ့တော့ဗာလဲညီမလိုတန်ထွက်ရေးထားပေးတယ်ကြည့်မယ်ဗာလဲ sister icon sister icon ဆိုတော့ဗာလဲ window တင်ရင်တခါတည်းပါလာတဲ့ icon ကို sister icon လို့ခေါ်တယ်ဟုတ်ပြီနော် shortcut icon မြားပါတဲ့ icon မိမိပါတာထက်တဲ့ရတဲ့ icon ဆက်ပြောသူ drone ရနေရမယ်နော် florida အခုကနားမလဲဆိုရင်ပြန်ကြည့်လေပြန်နားထောင်လေရပါလိမ့်မယ်နော်ဖလော်တာကပါလေတပ်ပုံနေဗီဒီယိုတွေမိရဲ့ data တွေကိုတင်ဆက်တဲ့နေရာ step window ဆိုတာကပါလေ၄တော့ window အကွက်လေးကို step window လို့ခေါ်တယ် notification area ကပါလေဒီဘက်က dock လေး notification area လို့ခေါ်တယ်နောက်ပြီးအောက်ကဘားတိုင်းကိုပါလို့ခေါ်လဲ task bar အားလုံးပေါ့ပနှစ်ချက်လေ6ချက်ရှိတယ် okay အဲဆိုလို့ရှိရင် basic lesson 2လေးကိုအားလုံးပဲရလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲဆိုရင်ကျွန်တော်ဆရာရဲ့ကွန်ပျူတာ basic ဒီ ကိုအိုင်ဝေါကွန်ပျူတာပုတ်လေးမှာဒီနေ့ basic tool လေးကိုတင်ပေးလိုက်တယ်။နောက်နေ့ကျရင် basic သတိတင်မယ်။အဲ့တော့ကွန်ပျူတာတွေကိုအခြေခံနေစပြီးတော့တေချာလေးလေ့လာပါဆရာတင်ပေးတဲ့ဗီဒီယိုတွေကိုတေချာလေးနားထောင်ပါ။ဒါဆိုမိမိကကွန်ပျူတာကိုထိုင်ကြည့်နေရင်လည်းတက်သွားလိမ့်မယ်။ဆရာအမခံတယ်။ဟုတ်ပြီနော်။ Okay ။အားဆိုရင်အားလုံးပဲဖတ်မိုင်းနောက်ထပ်သင်ခန်းစာမှာပြန်ဆုံမယ်။နေုံ subscribe နေထားခဲ့အောင်နော်။ဒီဆရာကိုဆရာသင်ခန်းစာတွေကိုကတကယ်လေ့လာနေတဲ့လူဆိုရင် subscribe နေထားခဲ့။ Okay ။ဟုတ်ပြီနော်။ Bye bye ။